မင်္ဂလာပါ၂025ခုနှစ်ဇွန်လ24ရက်အတွက်ဘာမဘရီဖင်ရဲ့ညနေပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီတပ်ကမိုက်ခရိုကင်းထောက်ဒရုန်းတွေအသုံးပြုနေရဆိုတဲ့သတင်းမိုးမိတ်မြို့နယ်မှာ SSPB, SSA နဲ့ TNL တိုက်ပွဲဖြစ်ပါတယ်ဆိုတဲ့သတင်းဓနုတပ်ဖွဲ့ DBLF, DBLA အပတ်စဉ်6စစ်တပ်နဲ့ဆင်ဝဲပြုလုပ်ပြီးလက်နက်တပ်ဆင်ပေးရဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့အမှတ်3စစ်အခြေခံလေးကျင်ရေးတပ် drone ကင်တွေအသုံးပြုမှုသင်တန်းတွေမှာစစ်ဖက်3 micro ကင်းထောက် drone military micro drone တွေလေ့ကျင့်အသုံးပြုနေရလို့မြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့မြန်မာ Defense and Security Institute MDS ဆိုင်ရာဇွန်လ24ရက်မှာထုတ်ပြန်ပါတယ်စစ်ကောင်စီအနေနဲ့တော်လိုင်းတပ်တွေရဲ့ drone ပညာအားကောင်းမှုကိုကာကွယ်ဖို့ဆိုပြီး ဂျမဲတဲ့မြို့နယ်အမှတ်3စစ်အခြေခံလေ့ကျင့်ရေးတင်တန်းကြောင့်မှာဒရုန်းမျိုးစအစုံကင်တွေအသုံးပြုမှုတင်တန်းတွေတိုးမြင့်လေ့ကျင့်ပေးနေတယ်လို့လည်းထုတ်ပြန်ချက်ကဆိုပါတယ်။ဒီမိုက်ခရိုကင်ထောက်ဒရုန်းတွေဟာတရုတ်နိုင်ငံထုတ်ရဟတ်ယင်ငယ်ပုံစံကင်ထောက်ဒရုန်း Protein UAV ဖြစ်မယ်လို့လည်းသုံးသပ်ထားပါတယ်။စကတာသုံးမှာတရုတ်နဲ့ရုရှားထုတ်ဒရုန်းမျိုးစတော်တော်များများဝယ်ယူပြီးလေ့ကျင့်တင်ကြားပေးနေတာကင်ထောက်ဒရုန်းတိုက်ခိုက်ရေးဒရုန်းမျိုးစအစုံပဲ ကင်းထောက်ဒရုန်းထဲမှာလက်သီးစုပ်ရွယ်မိုက်ခရိုဒရုန်းတွေလည်းပါတယ်လို့တက်တွင်းသတင်းအရေးမြစ်ကိုကိုကောက်ဖော်ပြထားပါတယ်ဒရုန်းတင်တဲ့တက်ရောက်ပြီးဆုံးသူတွေကိုဒရုန်းအဖွဲ့ဖြင့်စုဖွဲ့ပြီးတိုက်ပွဲနှမြေတွေကိုဆေလွတ်နေရလို့ဆိုပါတယ်ဒါပြင်စစ်မှုထမ်းတင်တန်းတွေကမိပညာပိုင်းအခြေခံရှိသူတွေကိုပါရွေးပြီးဒရုန်းအဖွဲ့တွေတိုးမြှင့်ဖွဲ့နေရလို့ထုတ်ပြန်ထားပါတယ် စစ်ကောင်စီတပ်ဒရုန်းတင်နှန်းတွေမှာဒရုန်းမျိုးစအများပြားဝယ်ယူပြီးနီးပြတင်နှန်းသား၂၀၀ဝန်းကျင်ခန့်နဲ့နေ့စဉ်လေ့ကျင့်ပေးနေရလို့ဆိုပါတယ်။ချမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်တွင်ချမ်းပြည်တပ်တည်ရေးပါတီ SSPP SSA နဲ့တအောင်းလွမြောက်ရေးတပ်မတော် TNLA တို့ဇွန်လ23ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့နှစ်ဖက်တပ်ဖွဲ့ရဲ့အပြန်အလှန်ထုတ်ပြန်ချက်တွေအရသိရပါတယ်။မိုးမိတ်မြို့နယ်တွင် TNL စစ်ကြောင်းကင်းလက်နေစဉ်ရှမ်းပြည်တိုးတက်ရေးပါတီ SSPP SSA တပ်ဖွဲ့ဝင်တွေကခြုံကိုတိုက်ခိုက်ခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါဗျ။ TNL ရဲ့ထုတ်ပြန်ချက်ထဲမှာ SSPP တပ်ဖွဲ့တွေဟာဇွန်လ23ရက်နေ့နနက်10:00နာရီကျော်မှာတကြိမ်နေ့လယ်7:00ခွဲဝင်းကျင်မှာတကြိမ်လက်နက်ငယ်တွေနဲ့ TNL တပ်ဖွဲ့ကိုခြုံကိုပစ်ခတ်ခဲ့တယ်လို့ဖော်ပြထားပါဗျ။ဒါအပြင်နေ့လယ်ပိုင်းမှာလည်း TNL စစ်ကြောင်းရှိရာကိုလက်နက်ကြီးတလုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါဗျ။ SSBB SSA ဘက်ကထုတ်ပြန်ချက်မှာတော့ TNL တက်တွေဟာမိုးမိတ်မြို့နယ်မိုးဟောက်ကျေးရွာအုပ်စုမိုးဟောက်ရွာတောင်ဘက် SSBB SSA တပ်စခန်းတည်နေရကိုစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်မိနစ်အနည်းငယ်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ပါတယ်။လက်ရှိမှာပြစ်ခတ်မှုဖြစ်ပွားရနေရတာက TNL တက်ဖွဲ့တွေပြန်လည်ဆုတ်ခွာသွားတဲ့အတွက်နှစ်ဖက်ပြစ်ခတ်မှုတွေရပ်သွားတယ်လို့ဆိုပါတယ်။ ဒနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLF DPL ရဲ့အပတ်စဉ်6အခြေခံစစ်တနင်္ဆင်ပွဲကိုဇွန်လ22ရက်နေ့ကတအောင်းဒေသတနေရာမှာကျင်းပခဲ့တယ်လို့ဒနုတပ်ဖွဲ့ DPLF ကသတင်းထုတ်ပြန်ပါတယ်။စစ်တနင်္ဆင်ပွဲအခမ်းအနားမှာဒနုတပ်ဖွဲ့ဥက္ကဋ္ဌပူထွန်းထွန်းနိုင်ကဒနုဒေသတွင်ရှိပြည်သူလူထုကိုတစ္ဆာရှိရှိကာကွယ်သွားကြဖို့အမိန့်နိုင်ငံတက်စီဖို့နဲ့ဘလို့အခြေအနေမှာဖြစ်စီစိတ်သက်မကြပဲစစ်အာဏာရှင်ကိုတိုက်ထုတ်သွားကြဖို့မှာကြားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အခုစစ်တပ်နဲ့ဟာ၃လကျော်ကြာမြင့်ခဲ့ပြီးတင်းနှံပြီးဆုံးသွားတဲ့အရေးပေါ်တွေကိုလက်နက်တပ်ဆင်ပေးခဲ့တယ်လို့သိရပါဗျ။ဘာမာဘရီဖင်ရဲ့ညနေပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။